ငယ်တို့အစ်စ်လည်းစစ်တိုင်ရဲကောင်းနေတယ်မင်းတို့တိတ်ကမရှိဘူးဘာတော့တိတ်ကမရှိလဲဆိုရင်ဒီလိုစပီးကြောင်းမျိုးလေးကိုမင်းတို့လာပြီးတော့မင်းတို့ခုလောက်ပါတယ်မင်းတို့ကြည့်ဒါဝယ်ဟိုင်းရဲ့ရွာရဲ့စပီးကြောင်းရှင်းပြရတော့ဗျာရေးဘူးတရားလောက်ကိုရှင်းပြနိုင်ရင်တော့ရှင်းပြနိုင်လို့ရှိရင်တော့အဲ့မှာရေးပြမှာတော့ရေးဘက်ကဘလောက်ငိန်သွားမလို့ဆိုတော့ကျွန်တော်နားလေပါတယ်အဲ့တော့ရေးဘူးဆိုတဲ့ကောင်ကလည်းတကယ်တော့ရေးဘလူးဆိုတဲ့ကောင်လည်းတိတ်တက်တိရှင်ရေးမျိုးတစ်မျိုးတော့တိတ်ပြလိုက်ပေါ့တိတ်လိုက်ပေါ့အဲ့ဒါဆိုစောင့်ကြည့်မယ်။သူတိတ်ပြလိုက်လို့စစ်တပ်က သူသိန်းအောင်စစ်တပ်ကခံလိုက်ရတယ်ဆိုရင်တော့အဲစစ်တပ်အသုံးပြတာအေး तू ကမသိန်းနိုင်ဘူးဆိုရင်ရေမလို့ဆောက်မချောက်ပဲဒါပဲရှင်းရှင်းလေးပဲအဲ့လိုပဲကျွန်တော်ပြောတော့မှာရားရိုးပလဲမမင်းစားရတဲ့ကောင်ကျော်မျိုးမင်းလားကျော်မျိုးမင်းလားတော့မသိဘူးငင်းကတော့ပြောတော့လားရင်းမျိုးသိန်းလို့ရလားတော့ဘာလို့မင်းလဲဟာလားဒါဆိုလို့ရှိရင်မင်းတို့တခုတည်းပြောမလို့ညာနာတော့မင်းရဲ့မိမကိုရေးမှလက်ထားခဲ့ မတို့ရောက်အောင်မိမိမောင်ပါနိုင်ပြမယ်သူချစ်ဝမ်းတော့မသိဘူးတော့ဒီတိုင်းပြမယ်တတ်နေနေလေနဂါမန်းတိအောင်တော့အပေါထောင်ပြဖို့လိုတယ်အဲ့မှာတာဝန်ကျတဲ့တက်ကရရှိနေတယ်နဂါမန်းတိအောင်တော့အပေါထောင်ပြဖို့လိုပြီလို့ကျွန်တော်ထင်တယ်ပြောရရင်တော့တခါရင်ကျရင်ဂျီဘလူးနဲ့ပတ်သက်လိုက်ရင်အထက်မိတ်တွေပါတယ်လေတာလေးထားပြီးတော့လှုပ်ဆက်ချက်လှုပ်လိုက်ပေါ့ဗျာဒါပဲရှိတာအလုံးမဲ့မင်္ဂလာပါကျွန်တော်တို့ရဲ့ channel ကနေနားဆင်နေကြတဲ့ပရိသတ်အပေါင်းတို့ခင်ဗျာဒီကနေ့မှာတော့ကိုကျော်မျိုးမင်းကနေရေးပြီးလူကိုတိုက်ရိုက်ပြစ်မှတ်ထားပြီး လိုင်းဘော်ကနေအချောင်းနေတာရက်ပြီးယောက်ျားမှန်ရင်ရေးမျိုးကိုတင်ပြပါဆိုပြီးပြောင်ပြောင်တင်းတင်းစင်ခေါ်လိုက်တာကိုတွေ့ရပါတယ်။ရေးဘလူးကလည်းလက်ခံလိုက်ပါတယ်။ ဒါပေမဲ့ပိုပြီးပြင်းထန်တဲ့စကားနဲ့တတိရှိရင်မင်းရဲ့မိမကိုရေးမြို့ကိုလာထားပေးပါငါတို့အနမ်းပေးမယ်သူစိတ်ပါသွားရင်တော့တမျိုးပေါ်ဆိုလို့ကိုကြုံမျိုးမင်းအားပြန်လဲစိန်ခေါ်လိုက်တာပဲဖြစ်ပါတယ်ဒီစိန်ခေါ်မှုတွေထဲမှာပုံကိုရေးဆိုင်ရာထိပါမှုတွေပေါဝင်နေတာကိုလည်းတတိပြုမိကြမှာပါရေးမြို့တိမ်ပွဲစိန်ခေါ်မှုရဲ့နောက်ွယ်ကတံပြန်စိန်ခေါ်တဲ့အပေါ်ခမရတို့ရဲ့အမြင်ကဘယ်လိုရှိပါသလဲခမရဒီကိစ္စနဲ့ပတ်သက်ပြီးဝေဖန်သုံးသက်ချက်တွေဒါမှမဟုတ်အမြင်သဘောထားတွေကိုဝင်ရောက်ရေးသားပေးသွားဖို့တိုက်တွန်းလိုက်ပါတယ်ကျွန်တော်ပြုတ်ကြားတယ် လာယူလာဒီမှာဝေဟိုင်းမှာဝေဟိုင်းမှာဒီမှာဝေဟိုင်းမှာမလို့ပြစ်စီးတယ်မလို့ကောင်းလာပြန်သွားစစ်တားကိုပြောပြီးတက်လာတဲ့ကောင်းလေးကဘလို့ပြစ်လို့ရွာသားလေးကိုဖမ်းသွားတယ်ရွာသားလေးကိုဖမ်းဖုံးလေးကိုသိမ်းလာယူလာမင်းတို့ရဲ့ come on come on လည်းငင်းကျင်းလည်းလည်းလည်းဘရာဝါလည်းကောင်းလေသိကဲပါသာတင်ကြောင်းလေးကိုလည်းလုံးရင်တို့လုံးချပါတယ်ဟုတ်တယ်လည်းလာဒီမှာမင်းနာမလားဒီမှာ ောင်းလေအဲ့ဒါလည်းတင်ခဏလည်းမတင်ဒါဟုတ်ပြောင်းမဝယ်ဟိုင်းမြန်မာကြည့်မြောင်ကြည့်လားမတို့လည်းရှင်းရှင်းနေတဲ့နေရလားစိတ်ကိုစိတ်နဲ့ထူအောင်တိုင်မယ်ရွာသားတွေနဲ့မထီးခိုင်းနဲ့ရွာသားတွေမဖမ်းနဲ့ရွာသားတွေမထီးခိုင်းနဲ့စိတ်ကိုစိတ်နဲ့ထူအောင်တိုင်တိုင်ရလို့အစ်စ်နဲ့စစ်တိုင်ရဲကောင်းနေတယ်မင်းတို့တိတ်ကမရှိဘူးဘာတော့တိတ်ကမရှိတယ်ဆိုရင် ဒီလိုစာပြင်ကြီးကြောင်းမျိုးလေးကိုမင်းတို့လာပြီးတော့မင်းတို့အခုလောက်သွားလို့မျိုးကျင့်တာဝေဟန်ရဲ့ရွာရဲ့စာပြင်ကြောင်းမင်းတို့အခုဒီကလေးလေးရဲ့ပညာရေးချင်းအရေးချင်းတွေကိုပြည့်တင်အောင်ဆိုပြီးတော့မင်းတို့ကောင်းနေပြောနေရကောင်းနေဘုမင်းတို့ကြည့်တယ်မင်းတို့လောက်သွားလို့မင်းတို့ငွေရတာလေမင်းတို့ကောင်းနေလုံးဝသိကြမလို့ဒီဒီစာပြင်ကြောင်းကဘာပြည့်ရှိလို့လဲမင်းတို့ဒီလိုလောက်သွားမင်းတို့ဒီစာပြင်ကြောင်းကဘာအောင်သက်ဆိုင်ရလဲ မင်းတို့ကတော့လည်းတွေးကြည့်ရလို့ထက်တာတွေးကြည့်ရလို့စောင့်နေပြီပါဘီ။မန်စတာရောက်တယ်မနေ့6နိုင်ထွက်ပြေးတယ်စောင့်နေလေတွေးကြည့်တယ်ဆိုတော့ငါတို့လည်းတော့ခြိုင်းလိုက်ပါဘူး။အခုကဘာမှပြင်းစီးနေစားပြီးရောခုလုံးကိုကြည့်အောင်မင်းတို့ရိုက်ဖြူလာတာ။ဒါပြပြလာအများကြီးတွေသိအောင်ဝယ်ဟိုင်းယူအောင်လားစာပြင်းအောင်ပူရတာ။ညစာအုပ်လေးဒီမှာလည်းပြင်းယူ။ ဒါပြန်ယူမေလို့မေလို့ချီတော့အမှိုက်လေဘလို့ပစ္စည်းတွေမှလည်းယူဒီမှာဘလို့ပစ္စည်းမာမေလို့ကအဲ့ဒါယူတာဘလူးဆိုတဲ့တယောက်ပေါ့နော်ရေဘလူးဆိုတဲ့တယောက်ဆိုတော့ကျွန်တော်မနေ့ရက်တည်းကပြောမလို့မေ့ပြီးတော့ဂျန်ခဲ့တာပေါ့နော်ရေဘလူးကတော့စစ်တပ်ကိုစိန်ခေါ်ပါတယ် စစ်တပ်ကိုအကြီးအကျယ်စိန်ခေါ်လိုက်ပါတော့တမတော်အဲရေဘလူးကိုရှိတဲ့နေပြည်မှာတာဝန်ကျနေတဲ့တမတော်အရာရှိတွေအနေနဲ့ခါတော့လည်းနည်းနည်းလေးတော့စဉ်းစားဖို့လိုပြီးလို့ထင်တယ်ရေဘလူးကတော့စိန်ခေါ်တယ်ဘလို့စိန်ခေါ်လဲဆိုတော့စစ်တပ်ကိုသူကပြောရရင်တော့ဗျာတက်ကရာတက်တွေကိုတက်ကလူတွေအချောက်တွေလိုမျိုးသဘောမျိုးသူကပြောတယ်တက်တိရှိရှိတိုက်ပါမျိုးအချောက်တွေဆိုသဘောမျိုးတွေရေဘလူးကပြောတယ်ကျွန်တော်တော်တော်စဉ်းစားရတယ်တကယ်မြေပြည်မှာဖြစ်တာအဲ့ဒါမဟုတ်ဘူးကျွန်တော်သိနေတာအဲ့ဒါမဟုတ်ဘူးကျွန်တော်သိသလောက်ကဒီကောင်ကရေဘလူးကအချောက်ကျွန်တော်သိရရေဘလူးကအချောက်နော်တော့ပါလဲဆိုတော့ ရင်းလို့ပြောတဲ့စကားလုံးရှိတယ်စစ်ကိုတဲ့စစ်နဲ့တော်တိုက်ပါတယ်စစ်တိုက်ဖို့တက်လာတဲ့ကောင်တွေရတယ်ဘာလို့ရွာသားတွေဖမ်းလဲတဲ့တိတ်ခတ်မရှိဘူးလေစာတင်ကြောင်းတွေဘာလို့ပြစ်ရှိဘူးဘာဖြစ်လို့ဖြတ်စီးတာလဲဘာညာပေါ့စစ်တိုက်လာတဲ့ကောင်တွေကကျွန်တော်တို့လာရင်ထွက်ပြေးသွားတယ်ပဲစစ်တိုက်ဖို့လာတဲ့ကောင်တွေသူတို့လာရင်ထွက်ပြေးတယ်တဲ့ထိတိုက်တွေ့ကျင်နေဆိုရင်စောင့်ပေါ့တဲ့ညာ7နှစ်နေထိုးပါသူတို့နေရှိတဲ့နေရာကိုရှောက်တယ်မနေ့ကျတော့ထွက်ပြေးသွားတယ်ကဘာဆင့်ပြီဆိုတဲ့စစ်တပ်ကတိတ်ခတ်မရှိဘူးလေအမဲတော့ပြောနေတာအမဲစစ်တပ်ကစာတင်ကြောင်းတွေမီးရှို့တွေဘာလို့လဲလုံးအဲ့ရင်းလို့ဆိုတဲ့ကောင်ကအဲ့ဒီအကြမ်းဖက်သမားက ူပဲခဏ21ခင်းချင်းစာမှာဆရာဆရာမတွေကိုចောင်းမသွားနဲ့ចောင်းမဖွင့်နဲ့ဖွင့်ရင်မင်းတို့ငါကိုတတ်ပြမှာဘာညာဆိုတော့ဂျေဘူးလူကိုယ်တိုင်သူကိုယ်တိုင်ဗီဒီယိုဖိုင်နဲ့ပြောထားတဲ့ဖိုင်ကြီးဂူတီရှိသေးတယ်ဟမ်သူကိုယ်တိုင်ចောင်းတွေကိုချိန်ကြောက်တယ်ဆရာမတွေကိုချိန်ကြောက်တယ်ចောင်းသားတွေကိုချိန်ကြောက်တယ်အဲ့ဒါကိုချိန်ကြောက်ပြီးဂူကြာမှာစစ်တပ်ကိုသူကလက်ညှိုးပြထုတ်တယ်စာတင်ចောင်းတွေကိုမင်းကဘာဖြစ်လို့လာလို့ဩဆိုဒီလိုကောင်မှုတွေအချောက်ကသူမ60တော့တတိမရှိဘူးသူ့ကြောင်ဆိုအဲ့ကောင်မယ်တတိမရှိသူ့ကြောင်ဆိုအဲ့ကောင်မှသူ့ကြောင်လားစစ်ဘာသူ့ကြောင်လို့သူများသူများခန္ဓာကိုယ်ကြီးကိုခေါင်း ဓာတ်ရဲခုတ်တယ်တေပြီးသားတေလူနေမှာဖြစ်တဲ့ခဏကိုဓာတ်တော့ခုတ်တယ်သူကြောင့်တတိယရှင်အဲ့ကောင်နှစ်ယောက်ချင်းရှင်ထိုးခိုင်းလာမင်းတတိရှိလာငါရေဘလူမင်းနဲ့ငါထိုးမလားဆိုအဲ့လိုထိုးခိုင်းဟိုကသူ့ရှင်ထိုးထိုးမှာအဲ့မဲ့ခက်တာဟိုတေလူဒီပါချိုးတုပ်ပြီးဓာတ်နဲ့ခုတ်တယ်ဆိုတော့ခင်ဗျအဲ့ကောင်အချောက်ပဲရေဘလူအချောက်ပဲသူကအချောက်ခုစစ်တပ်ကိုဘာပဲဆိုတော့ကမ္ဘာဆင်ဆိုတဲ့စစ်တပ်ကတိခါမရှိဘူးတဲ့အချောက်ကြောက်တယ်ပေါ့သူကကြောက်သူလာတဲ့ခါကြောက်တော့ထွက်ပြေးတယ်တဲ့ဆိုတော့စစ်တပ်ကိုစစ်ကိုစစ်နဲ့တူအောင်တိုက်ပါတယ်ဆိုတော့စဉ်းစားရအောင်နော်ဟိုကျွန်တော်စဉ်းစားကြည့်တာပေါ့နော်အဲ့မှာတာဝန်ကျတဲ့တပ်ကတိုက်ရင်မှုတွေပြူဟာမှုတွေ ရေဘလူးเจ้าကိုကျွန်တော်မေးကြည့်ဘူးတော့ဘာလို့ဆိုတော့အဲ့ဒီကောင်စစ်ပွဲရှိမှာတခါမှရှိဘူးလေ front line မှာအဲ့ကောင်တခါမှရှိဘူးလေစစ်ပွဲဖြစ်တော့မယ်နေရာရဲ့လို့လေးအံံကြတယ်စစ်တပ်ကခြေလာကြတယ်ပြေးပြီးတဲ့ကောင်နောက်ပါနေပဲနေရတဲ့အဲ့ဒီစစ်ပွဲမှာသူတို့အသာသေးရတော့မယ်ခြေလျောက်ပြီးလို့တပ်ကနောက်ဆုတ်ပေးရတဲ့ခါမျိုးသူကရောက်လာပြီးတဲ့အဲ့ကြိုင်အဲ့ကောင်အဲ့လိုပဲနေရတဲ့ဆိုတော့ခင်ဗျားတို့ဗျာလို့ဒီကောင်ဒီလိုမျိုးစော်ကားမော်ကားလှုပ်နေတော့ခင်ဗျားတို့မို့လို့ငိတ်ခံရရဗျာဆိုတော့ကျွန်တော်စိတ်ထဲမကြည့်နိုင်ဘူးပွင့်နေပြီဒါကောင်ကြည့်ပြီးတော့ဒီကောင်ကွာလို့ဒီကောင်ဒီလိုမျိုးပရိပရာကြီးပြောနေတာဒီကောင်အဲ့တော့ ရှင်းပြရတော့ဗျာရေဘူးတရားလောက်ကိုရှင်းပြနိုင်ရင်တော့ရှင်းပြနိုင်လို့ရှိရင်တော့အဲ့မှာရေးပြမှာတော့ရေးဘက်ကဘယ်လောက်ငိန်သွားမလဲဆိုတော့ကျွန်တော်နားလဲပါတယ်အဲ့တော့ရေဘူးဆိုတဲ့ကောင်ကလည်းတကယ်သားရေဘူးဆိုတဲ့ကောင်လည်းတိတ်တက်ရှိရင်ရေးမျိုးတစ်မျိုးတော့တိတ်ပြလိုက်ပေါ့တိတ်လိုက်ပေါ့အဲ့ဒါဆိုစောင့်ကြည့်မယ် तू တိတ်ပြလိုက်လို့စစ်တက်က तू တိတ်အောင်စစ်တက်ကခံလိုက်ရတယ်ဆိုရင်တော့အဲ့စစ်တက်အသုံးပြတာအေး तू ကမသိမ့်နိုင်ဘူးဆိုရေဘူးဆောက်မချောက်ပဲဒါပဲရှင်းရှင်းလေးပဲအဲ့လိုပဲကျွန်တော်ပြောတော့မှာရှင်းရှင်းရန်တိုက်စကားပေါ့တဲ့ပြောရအောင်အဲ့လိုပြောတော့မှာဟုတ်တော့အခုကရေဘူးကစစ်တက်နဲ့ထိတိုက်တွေ့မှာဆိုတော့ဒီကောင်တစ်ခါမှရှင်းတိုက်တာမရှိဘူးတက်ကထိုးစစ်စင်ဒီကောင်ပြေးပြီ ပြီးရသူပြေးတာပြေးတာကျွန်တော်သိတော့သူ့ရဲ့ပြေးတာတဲ့အဲ့ဒါကိုသူကပြောင်းပြန်ပြန်ပြီးတော့စစ်တပ်ကအချောက်ဒီအာတတိမရှိဘူးလို့စစ်တပ်ကကောင်းတယ်အဆင့်မရှိဘူးကဘာအဆင့်လို့ပြောတယ်ကဘာအဆင့်မှစောင့်စစ်မရှိဘူးအဲ့လိုကောင်တော့လောက်တာတတ်ကုန်မယ်ဆိုတော့တတ်နေနေလေ နဂါမန်တီအောင်အောင်ပေါထောင်ပြဖို့လိုတယ်အဲ့မှာတာဝန်ကျတဲ့တက်ကရရှိရင်နဂါမန်တီအောင်အောင်ပေါထောင်ပြဖို့လိုပြီလို့ကျွန်တော်ထင်တယ်ပြောရရင်တော့တခါရင်ကျရင်ဂျီဘလူးနဲ့ပတ်သက်လိုက်ရင်အထက်မိတ်တွေပါတယ်လဲတာလီထားပြီးတော့လှုပ်ဆက်ချက်လှုပ်လိုက်ဖို့ဗျာဒါပဲရှိရတယ်နော်ကျွန်တော်တို့ပွန့်လို့ပြောရင်တော့အကြက်ဖက်သမားကိုအကြက်ဖက်သမားလို့ရှင်းတာကိုကျွန်တော်ဘာမှဝမ်းနေပေးစရာအကြောင်းမရှိဘူးဝမ်းလည်းမနေဘူးရှင်းရှင်းလေးပဲဘလို့မှကိုကျွန်တော်မခံစားဘူးအကြက်ဖက်သမားကိုတော့ရှင်းပြမယ်ဂျီဘလူးကတော့ကျွန်တော်စိတ်ထဲမှာပြတ်သက်တတ်မှတ်တာအကြက်ဖက်သမားပဲဂျီဘလူးကအကြက်ဖက်သမားဘာကြောင့်လဲဆိုတော့ဟိုလူတတ်မှုတစ်ခုမှလည်းကျွန်တော်ဒီကောင်တော်တော်ယွန်းလာနောက်ကျောင်းဆရာဆရာမတွေချင်းကြောက်ကိုတောက်ရောချင်းကြောက်တာအဲ့ဒါကိုယွန်းလာ ဲ့တော့ဒီလိုချမ်းပတ်သမားကိုတော့အဲ့နေမြေမှာတာဝန်ကျတဲ့တပ်မတော်ထိတိုင်းရရှိနေတယ်ပြပြသားနှိမ့်နှိမ့်ပြဖို့လိုတယ်ဒီကောင်ရှိတဲ့နေရာမရှိရှိတဲ့ရှိတဲ့နေရာကိုလိုက်မူးစတောင်းဖို့ပြောကိုရှင်းဖို့လိုတယ်ဖြစ်နိုင်တောင်းနှင်းပြီးတော့ရှင်းပြရမှာအဲ့ကောင်ရှင်းပြရမှာဒီလိုပဲကျွန်တော်မြင်တယ်အဲ့တော့ချို့လေးကြီးမိုးကြီးကောင်တွေအဲ့လိုပြရှင်းစေခြင်းတယ်ဒါကျွန်တော်ရဲ့ပြတ်ရတာပြတ်သားတဲ့အမြင်ပဲကျွန်တော်လူသားအပေးမဟုတ်ဘူးအချမ်းပတ်သမားကိုတတ်တာတော့အားပေးတယ်လူသက်တာအားမပေးဘူးဒါပေမဲ့အချမ်းပတ်သမားကိုတတ်တာတော့အားပေးတယ် ဒါကျွန်တော်ပုံအောင်ပြောပြစီဒါကတော့ရေမှုလူကိစ္စပါမေအောင်လိုင်းစစ်တပ်နဲ့ဘယ်လာရုစစ်တပ်ပေါင်းပြီးမီဒီယာဖွံ့ဖြိုးတိုးတက်အောင် လုပ်ကြမည်ဟုဆိုဘယ်လာရုတပ်မတော်ရဲ့စစ်တပ်စစ်စင်ရေးတရင်ပြန်ကြားရေးနဲ့ပြည်သူဆက်ဆံရေးလုပ်ငန်းတာဝန်တွေကိုလေ့လာဖို့မြန်မာနိုင်ငံနေပြည်တော်မေအောင်လိုင်းစစ်တပ်ကကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ရောက်ရှိနေကြောင်းအောက်တိုဘာ23ရက်ဘယ်လာရုအစိုးရတရင်ကဖော်ပြပါတယ် အဆိုပါကိုယ်စားလှယ်အဖွဲ့ကိုဗိုလ်မှူးကြီးအောင်ချိုဦးဆိုသူကဥဆောင်လာပြီးနှစ်နိုင်ငံစစ်တပ်တွေအကြားတရင်ချက်လက်ပူးပေါင်းဆောင်ရွက်ဖို့နဲ့မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွေကိုလာရောက်လေ့လာနေတယ်ဆိုပါတယ်။အောင်ချိုဦးဥဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ကိုကာကွယ်ရေးဝန်ကြီးဌာနအတွေးခေါ်နဲ့စစ်တပ်ရေးရာဆိုင်ရာဌာနဒုတိယအကြီးအကဲဗိုလ်မှူးကြီးအလက်စီတစီကလက်ခံတွေးဆောင်ထားပြီးဘယ်လာရုစစ်တပ်ရုပ်တံတရင်ဌာနတွေရဲ့လုပ်ငန်းလေပတ်မှုတွေနဲ့တရင်ချက်လက်စီမံခန့်ခွဲပုံတွေအင်တာနက်ရေဒီယိုထုတ်လွှင့်မှုနဲ့ ပုံနှိပ်မီဒီယာထုတ်ဝေတဲ့လုပ်ငန်းစုတွေကိုရှင်းလင်းပြသနေကြောင်းလည်းဘယ်လာယူအစိုးရသတင်းကဖော်ပြထားပါတယ်